မြန်မာရွှေစီတွေကတော့ဒီနေ့မှာအတက်ဈေးနဲ့ရှိနေပြီးတော့မြန်မာငွေဈေးတွေကတော့အကျဈေးနဲ့ရှိနေပါတယ်။အားလုံးမေမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကြမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ။ဒီနေ့က18ရက်နေ့ဆယ်လပိုင်း2020နဲ့9ခုနေ့လက်ရှိကျွန်တော်ပြောနေတဲ့ချိန်အတိုင်းဆန်တော်ခြင်းညနေ9နာရီထိုးနေပါပြီ။မြန်မာရွှေက15ပဲရေတရက်သားကို82သိန်း8000 16ပဲရေတရက်သားကိုဆိုင်ကရောင်းနေဈေးက88သိန်းဆိုင်ကလက်ခံနေဈေးက89သိန်းစနစ်သိမီလင်းရွှေတရက်သားကို86သိန်း6000လက်ရှိကျွန်တော်ပြောနေတဲ့ရွှေဈေးတွေကနေရာဒီသားလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနေတဲ့ လို့ဇင်းနှုံးနေငယ်ကွာချမှုလည်းရှိနိုင်ပါတယ်။ ဒေါ်လာနဲ့မြန်မာကျပ်ငွေစင်းလုံးတွေကဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေဈေးက4095ကျပ်၊ဆိုင်ကလက်ခံနေဈေးက3995ကျပ်၊ယူရိုငွေဒီယူရိုကိုမြန်မာကျပ်ငွေ4995ကျပ်၊စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေဈေးက3180ဆိုင်ကလက်ခံနေဈေးက3090တရုတ်ငွေဒီယူရိုကိုမြန်မာကျပ်ငွေ985ကျပ်အော်စတြေးလျငွေဒေါ်လာကိုမြန်မာကျပ်ငွေ2650ထိုင်းမန်မြန်မာကျပ်ငွေစည်းနှုန်းတွေကပက်ပေးချက်ယူသမားတွေကပန်းငွေ815ပတ်ကိုမြန်မာကျပ်ငွေတသိန်းပက်ပေ ဘက်ယူသမားတွေကကျပ်သိန်းကိုဘန်ငွေ965ဘတ်၊ပလင်းငွေ105ဒသမ8နှစ်ကိုမြန်မာကျပ်ငွေတသိန်း၊ဂျပန်ငွေ3953ဒသမ9ကိုမြန်မာကျပ်ငွေတသိန်း ကိုရီးယားငွေ3,585ကုန်တသမာ18ကိုမြန်မာကျပ်ငွေတသိန်း၊အိန္ဒိယငွေ2,148တသမာ22ကိုမြန်မာကျပ်ငွေတသိန်း။လက်ရှိကျွန်တော်ပြောနေတဲ့ငွေဈေးတွေကနေရာဒေသလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနည်းငယ်ကွာချမှုလည်းရှိနိုင်ပါတယ်။မိမိတို့နေငွေလွှဲတော်မယ်ငွေလဲလဲလုတော်မယ်ဆိုရင်ဝန်ဆောင်ကပေးတဲ့သူချေကိုရင်ပုံဆက်ပြီးမှာပဲ။ငွေလဲလဲလုကြပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်။မားရွှေစင်ငွေဈေးတွေကိုမြန်မာတင်ပေးပါရတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုကြမ်းမာခြင်းနဲ့ပြည့်စုံပြီးအန္တရာယ်ကင်းလို့ပေးရှင်နိုင်ကြပါစေ။